ဒီတော်စုသမရမြန်မာနိုင်ငံတော်မြို့သားညီညွတ်ရေးအစိုးရကိုဖုံမော်နဲ့ကိုဆိုးနိုင်တို့ကြာဆုံးခြင်း38နှစ်ပြည့်နှစ်ပတ်လည်နေ့အတွက်ဒီတော်စုဝန်ကြီးချုပ်ကပေးပို့တော်တဝန်လွာ2025ခုနှစ်မတ်လ23ရက်ရန်ကုန်စစ်မှုတပ်ကတော်ចောင်းသားများဖြစ်ကြသည့်ကိုဖုံမော်နဲ့ကိုဆိုးနိုင်တို့သည်မြန်မာနိုင်ငံဒီမိုကရေစီရဲ့လှုံ့ဆော်မှုအတွက်ဆရာနာရှင်လက်ပါစီများ၏တရားမဲ့တပြည့်မှုကြောင့်ကြာဆုံးခဲ့ရသည်မှာယနေ့တွင်38နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည် ကိုဖုံးမော်ကိုဆိုးနိုင်တို့နေသူခေဆက်ဆက်ဒီမိုကရေစီရေလှုံ့ဆော်မှုတွင်ဆရာနာရှင်များ၏လူမဆန်စွာဖိနှိပ်ညှဉ်းပန်းတပ်ဖြတ်မှုများကြောင့်ကြာဆုံးသွားခဲ့ကြရသည့်ယဟန်ရှင်လူပြည်သူများအလုံးတွင်အထူးဝမ်းနည်းရပါကြောင်းဥစွာဖော်ပြလိုပါသည်ကိုဖုံးမော်နှင့်ကိုဆိုးနိုင်တို့ကဲ့သို့သောចောင်းသားလူငယ်မျိုးဆက်များသည်မြမနိုင်ငံ၏တမိုင်းတစ်လျှောက်ပြည်သူလူထုအားမျက်နာမူ၍ကိုကျိုးစွန့်နှင်နာခံပြီးပြည်သူနှင့်တသားတဲ့ပါဝင်ရက်တည်၍ ဂျမတ်စီယောစု၏အာဓမဖိနှိပ်ညင်မှန်တက်ဖြတ်မှုများကိုရဲဝံစွာဆန့်ကျင်တော်လှန်ခဲ့ကြသည်ယခုပြည်သူ့နှွေးဦးတော်လှန်ရေးတွင်လည်းမျိုးဆက်သစ်လူငယ်များသည့်ရှေးတန်းမှရဲဝံစွာအသက်သွေးချွေးစည်ပေးဆက်ပြီးပါဝင်နေမှုများပေါ်အလေးအနက်အတိမတ်ပြုအပ်ပါကြောင်းနှင့်လူငယ်များပါဝင်မှုသည်တော်လှန်အင်အားစုများအတွက်အားတက်ဖွယ်ဖြစ်ပါကြောင်းထပ်လောင်းဖော်ပြလိုပါသည်ယခုအချိန်ခါသည်လွန်ခဲ့သော38နှစ်အချိန်ကကဲ့သို့ပင်ဂျမ်ဖတ်စီယုစု၏မအောင်မြင်သောအာနာသိမ်းမှုကြောင့် တိုင်းပြည်အထွေထွေအကျပ်တဲပေါ်ပေါက်နေခြင်းဖြစ်ပါသည်ဂျမစီယုစုသည်ပြည်သူလူထုပေါ်ညှဉ်းပန်းတပ်ဖြတ်ခြင်းဖန်စီအကျဉ်းချခြင်းပိုင်ဆိုင်မှုများအားအဓမ္မသိမ့်ပိုက်ရယူခြင်းနေအိမ်များမီးရှို့ဖျက်ဆီးခြင်းစသည့်ဆရာစုမှုများကိုနေ့စဉ်နဲ့အမျှကျူးလွန်လျက်ရှိပါသည်ဂျမစီယုစု၏မတရားဖိနှိပ်ညှဉ်းပန်းမှုများအပိတိုင်ခြုံငင်းပြီးလွတ်လပ်မှုတရားမျှတမှုဒဏ်ညွန်ကြီးများမှုစသည့်အခြေခံလူခွင့်ရများကို ပြည်သူလူထုအားလုံးအပြည့်အဝခံစားရရှိစေရေးအတွက်တော်လိုင်းအင်အားစုများအနေဖြင့်အချင်းချင်းစုစည်းညီညွတ်စွာဖြင့်ဆက်လက်ကြိုးပမ်းသွားရမည်ဖြစ်ပါသည်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်မှစ၍ယနေ့တိုင်ပြည်သူလူထုအားလုံးတွေ့ကြုံခံစားနေရသောဂျမ်ဘစီယုစု၏ဖိနှိပ်ညှဉ်းပန်းမှုအစိုးကျတန်တရားမှအမြန်ဆုံးလွတ်မြောက်နိုင်ရန်ဒီမိုကရေစီနှင့်လူခွင့်ရေးအပြည့်အဝရရှိသည့် Federal Democracy ပြည်ထောင်စုအမြန်ဆုံးပေါ်ပေါက်နိုင်ရန်အတွက် မြို့သားညီညွတ်ရေးအစိုးရအနေဖြင့် တော်လိုင်းအင်အားစုများနဲ့အတူလက်တွဲ၍ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းအလေးအနက်ဂရုပြု ဖော်ပြရင်းကိုဖုံးမော်နဲ့ကိုဆိုးနိုင်တို့ကြားဆုံခြင်း38နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်သုံးလွှာအားပေးပို့အပ်ပါသည် ပုံမန်ဝင်းခိုင်တန်းတီတော်စုဝင်ကြီးချုပ်